ကေဒီရူချန်နယ်လေးကပြန်လဲကြိုးစားပါဗျာနော်။မိဘလေးပြောချင်လဲဆိုတော့နော်ကျွန်တော်မြန်မာနိုင်ငံကကတကယ်ပြောလို့ပြောမှာတချို့လူတွေကသာတိရမြန်မာနိုင်ငံဘာဖြစ်တယ်ညာဖြစ်တယ်မင်းတို့မြန်မာနိုင်ငံစုပ်ပြတ်တန်ညာပါခဏတကယ်တမ်းသူတို့မြန်မာနိုင်ငံကြော်ပြီးတော့တိမလားမြန်မာနိုင်ငံကအနေပြီးရှီတလန်းထွက်သွားပြီဆိုတော့သူတို့တွေကမြန်မာနိုင်ငံကိုပြန်လွှမ်းတာတကယ်တမ်းကတော့သိတယ်ခင်ဗျနိုင်ငံသားရောက်နေလူဟာဘာလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဘယ်လောက်ပြောနေပြောနေမြတ်ဟာ နော်အခုဆိုလို့ရဂျပန်မှာဖြစ်တော့ဂျပန်မှာခင်ဗျနားလို့မရဘူးခင်ဗျအသက်80 80လဲလုံးလုံးခင်ဗျလုံးမလုံးလို့မရဘူးခင်ဗျဒီနိုင်ငံမှာခင်ဗျ60ကျော်80ဆိုအစ်စီတတရမိဘပြန်ကြည့်သွားပြီဗျာမိဘသားသမီးပြန်ကြည့်ပြန်ကြည့်တဲ့အစင်လာနဲ့အာကျွန်တော်တို့လဲကိုမိဘကိုမိဘအတွက်ကိုအားအတွက်အဲ့လိုသွားတာခင်ဗျသူများနိုင်ငံမှာမရှိဘူးမရှိတော့ဘာဖြစ်တော့အလုပ်တွေလုံးရတယ်အလုပ်တွေလုံးရတယ်ကန်ရတယ်ခင်ဗျအများကြီးလုံးရကန်ရတာခင်ဗျဟမ် ဒါဒါမြင်သာဟုတ်ပြောတာပါခင်ဗျားတို့မမြင်သာလဲနေပေါ့ခင်ဗျားတို့ဒါအပွင့်လည်းလုံးပြောတာမြောက်ကသူမမြင်သာလဲနေနော်ကြတော့ဒီမှာဖွင့်ပြပေးမို့နော်ဂျပန်နိုင်ငံမှာအလုပ်လုပ်ရတဲ့ဟာလေးခင်ဗျာဒီဒီတယောက်ကတော့ကျွန်တော်ကြိုက်တယ်ဟိုအွန်လိုင်းသုံးဆိုတော့ခွင့်ဆောင်လာတော့မကြိုက်ဘူးနော်ဒီတယောက်ကတော့တော်တော်လေးဖွင့်ပြပေးမယ်နော်ကြတော့ဂျပန်နိုင်ငံမှာခင်ဗျားတို့ နော်အသက်အရွယ်ဘလောက်ကြီးကြီးကွာအလုံးလုံးရတယ်ဆိုတဲ့ຢာလေးနောက်ပြီးတော့နော်သူတို့အန်အောနဲ့မြန်မာနိုင်ငံမှာ60ကျော်80ကျော်ဆိုရင်ဘာဖောက်လုံးမလုံးရမလို့တော့ပြူဆိုတဲ့ຢာမျိုးတွေကွာမြင်ကျွန်တော်တို့လည်းဂျပန်နေတာတလုံးခဲ့တာအဖိုးကြီးတွေကွာတုံတုံကြီးကြီးနဲ့ကွာစစ်စေးကြီးတွေပြူတဲ့ຢာလေးကွာအဲ့လောက်ကြီးအာကျွန်တော်တို့ကြည့်လို့သူတို့ဟောဒီဖိုးကြီးတွေကွာဘာလို့အလုံးလုံးမြောင်အလုံးမလုံးလို့မရဘူးကွာသူတို့ကဒါဒါမြင်သာသွားတာကွာအခုကမှကျွန်တော်တို့ဂျပန်နဲ့မြတ်တီလွာနော်ဒီဘက် ဟိုတဲ့ပေါ့နော် MI Tower Crane နော်ဒီဘက်ကနော်ဟိုဓာတ်လေကအဆိုင်အများကြီးပေါ့နော်တော်များတွဲလို့ဘူးရဂျပန်နေနဲ့တွဲလို့တဲ့အလျောက်တွဲလို့တဲ့အလျောက်ဒီမှာခင်ဗျာဟာအတန်ငငယ်ဟောအတကြီးကြီးတွေဟောခင်ဗျာလောက်ရတာတထေးတွေဆိုလဲလောက်တာခင်ဗျာတထေးဆိုရင်အလကားနေမှာထင်တယ်ခင်ဗျာတထေးလဲသူတို့ကိုယ်တိုင်ဝင်လောက်တာခင်ဗျာဂျပန်ကကြတော့ဘောသူတို့လောက်အားကဟိုခင်ဗျာချွေတာတာပေါ့နော်ခင်ဗျာ အသက်ကြီးတဲ့ဒီလေကုမ္ပဏီတထေးတွေလည်းအလုပ်လုပ်တာခင်ဗျာဒါကတော့ကျွန်တော်တို့ကိုတွေးမလို့ပြောတာအများကြီးတွားကြည့်ကြအောင်လို့ချို့ခင်ဗျားတို့ဂျပန်နေအဲ့ဒီ80 80တိအလုပ်လုပ်နေအောင်တည်ကျင်နေပြည်ပြမနော်အသက်ကြီးလဲလုံနေရတာကိုတည်ကျင်လို့ချင်းခင်ဗျားတို့ဘယ်မှာတွားကြည့်အောင်တီလွားသုံးပြီးမှာတွားကြည့်ခင်ဗျားတို့ဒါဂျပန်နေတွားကြည့်ကြအောင်လို့ခင်ဗျာသုံးတီလွားသက်သုံးပြီးမှာတွားကြည့်ခင်ဗျာအကုန်ပေါ်တယ်ကုန်မြင်ရမှာနော်အကြောဒီမှာခင်ဗျာတို့အလုပ်လုပ်ရတဲ့အကြောင်းလေးပြောတာချက်နားတော့မကြည့်လားကျွန်တော်ကတော့မြန်မာပြည်မှာလူဖြစ်ကြတာအရန်ကန်ကောင်းတယ်လို့ထင်ပါတယ်အရန်လည်းပြောပါတယ် ဘာလို့လဲဆိုတော့ဂျပန်နိုင်ငံကအရန်ချမ်းသာတာမှန်ပါတယ်သူကတရက်ထိလုံးလုံးကပဲဒီနေ့ကျွန်တော်နဲ့ပညာတူလုံးမဲ့အဖိုးဆိုရင်တက်86နဲ့6နှစ်ရှိပါပြီသူမနာပါဘူးသူကဘာလို့မနာလဲကျွန်တော်မေးကြည့်တော့သူတလနာလိုက်တာနဲ့သူမိသားစုစာဝတ်နေအရန်ခတ်ခဲသွားပါလိမ့်မယ်ပြီးတော့သူတို့တွေကလမ်းလျှောက်လို့ရတဲ့ဒီကုကုကုတင်နိုင်တဲ့သူတို့လုံးလုံးကပါတယ်ကုကုကုမတင်နိုင်တော့သူတို့အလုံးမလုံးနိုင်တော့ဘူးဆိုရင်သူတို့ဘဝရိတ်တာပို့ပါပြီဘဝရိတ်တာရောက်ပြီဆိုတာနဲ့ လုံးနိုင်မကင်နိုင်တဲ့ကလေးပေါ်မှာသူများကျွေးမှသူများတိုက်မှစားအတော့ရတဲ့ဘွားရောက်သွားပါပြီ။အတင်မဲ့ချိန်ကိုထမင်းစာကြီးစောင့်ရတဲ့ဘွားကိုရောက်သွားပြီပေါ့နော်။အဲသူတို့ဒီကနေ့သူတို့မှာဖျားလည်းမရှိဘူးတရားလည်းမရှိဘူးဘယ်သူမှလည်းသူတို့တင်ပြပေးမဲ့လူမရှိဘူး။မင်းသားသမီးပဲဆွေမျိုးမှလည်းမလာဘူး။ကျွန်တော်တို့စီမှာအသက်80နီးပါး60ကျော်ပြီဆိုရင်တော့မှ သားတွေတမီးတွေအကုန်လုံးကသိရမလားဘယ်သူမှဟိုအလုပ်ချမ်းတွေပဲပြီးလုပ်တော့မှာမဟုတ်ပါဘူးအ ਨੇ ဆုံးတော့เนาะအေးစစ်စစ်နေရမယ်မလုံနိုင်မကင်တော့လို့ဆိုရင်တော့မိုးပါစိတ်တာတို့ပါတို့မှာတရားနဲ့ဘာနဲ့နေရမယ်ဒီမှာတရားလည်းမရှိဘူးဘာမှလည်းမရှိပါဘူးเนาะသူကတီမဲရက်ကိုဒါထမင်းစားပြီးစောင့်နေရတာပါအဲတချို့ဘူးပွားရဆိုတည်တယ်တည်ပါလို့ရှိရင်ပဲဆွေမျိုးပဲသားသမီးမှမလာဘူးဒီတိုင်းပဲတည်တာနဲ့ရေခဲတိုက်တန်းပို့လိုက်တာပဲပြီးသူတို့အတူကနိုင်ရေးပိုင်းလှုပ်လိုက်တယ် ်ဖေသားသမီးတယောက်မှမလာဘူးသူတို့ကသူတို့နိုင်ငံအဲ့လိုပါအဲ့ဒါကိုမြန်မာပြည်မှာလူဖြစ်ကကန့်ဆိုးတယ်လို့ထင်တဲ့လူတွေတွေ့ရင်ကျွန်တော်အံ့ဩမိပါတယ်မြန်မာပြည်မှာလူဖြစ်ကတကယ်တော့ရမ်းကန်ကောင်းပါတယ်အခုအချိန်ကအကြောင်းမျိုးမျိုးကြောင့်နေထိုင်ရေးခက်ခဲတယ်နိုင်ငံရေးအဓိကတော့နိုင်ငံရေးအကြောင်းအဆင်မပြေဖြစ်တဲ့အခြေအနေလေးပါနော် အားလုံးပြီးဆုံးသွားပြီဆိုကျွန်တော်နိုင်ငံရတကယ်ပျော်ဖို့ကောင်းပါလေအဲကြောင့်ကျွန်တော်ကတော့မြန်မာလူမျိုးဖြစ်ကြတာအရန်ကျင့်တတ်ပါလေဘယ်သူကမကောင်းပြောပြောကျွန်တော်ကကျွန်တော်နိုင်ငံမှာလူဖြစ်ကြတဲ့အတွက်ကဖျားကိုကြီးစုတင်ပါရနော်ဖျားဖန်စင်းပြီးလူလူဖြစ်ကြတာပေါ့နော်ဘုရားဘာသာနိုင်ငံမှာလူဖြစ်ကြတဲ့အတွက်အရင်ကျင့်နေပါရအရင်ပြော့ပါရဗျာဒီလိုခေါင်းနော်မြန်မာနိုင်ငံမှာလူပြေးရတာမတန်ဘူးဆိုတဲ့ကောင်းနေဒါဒါမင်းတို့အသိဆုံးပါမင်းတို့ ျွန်တော်အများအားဖြင့်ဖြစ်ပြက်နေတဲ့အရာကြီးထိုင်းပဲဖြစ်မလေးပဲဖြစ်ကိုရီးယားပဲဖြစ်ဂျပန်ပဲဖြစ်ကြိုက်တဲ့နေရာမှာဖြစ်ဖြစ်တဲ့အလျောက်မှာခင်ဗျားတို့သိတယ်နော်မြန်မာနိုင်ငံလောက်လွတ်လပ်တာ freedom ကဘယ်လောက်ထိဖြစ်တယ်ဆိုတော့ခင်ဗျားတို့အကုန်သိပြီးသားနော်ဟိုအနိုင်လိုချင်တာပြုချင်တာလေးတခုနဲ့ခင်ဗျားတို့ပြောတဲ့အရာတွေကတော့ဘောင်ဝင်ဘူးပေါ့ဗျာနော်ဘောင်မဝင်ပါဘူးခင်ဗျားတို့လည်းဒီအရာကြီးကအသိတာကြီးပါနော်ကြတော့ခင်ဗျားတို့အသက်ကြီးသွားတော့ဘိုးဘရိတာရောက်ဘာဖြစ်တညာဖြစ်တာဒီမှာလဲမရှိဘူးလားဆိုတော့ပါစနိတ်နေတယ်ပါစနိတ်နေတယ်ခင်ဗျာ ကျွန်တော်တို့ဒီရှိမှလည်းမရှိဘူးလားဆွန့်ပြစ်တာပြည့်ပြည့်တာ၁၀ရာခိုင်နှုန်းပေါ့ဗျာ၉၀ရာခိုင်နှုန်းကမဆွန့်ပြစ်ဘူး၁၀ရာခိုင်နှုန်းဆွန့်ပြစ်တာတွေတကယ်စိုးစိုးဝါးဝါးဖြစ်တဲ့ဟာ၁၀ရာခိုင်နှုန်းပဲအဲ့ဒါမို့သူတို့ချီမှမဟုတ်ဘူးအကုန်လုံးဖြစ်နေလို့ပြောနေတာစိတ်တရားကိုအဲ့လိုတွေသွားတာကျွန်တော်ချီမှ၉၀ရာခိုင်နှုန်းကအဲ့ဒီစိတ်မိုက်မိုက်ရိုင်းရိုင်းစောစောကားကားအဲ့လိုလုံးပစ်တယ်ဆိုတာမရှိဘူး၁၀ရာခိုင်နှုန်းပဲရှိတယ်ခင်ဗျာဒါကတော့ခင်ဗျာလက်ကန်ချင်းလက်ကန်ပါခင်ဗျာတို့ဒါကတော့ ခင်ဗျားတို့လက်မခံလည်းရတယ်လက်ခံလည်းရကျွန်တော်တို့ကတော့မြန်မာနိုင်ငံမှာကျွန်တော်တို့ကလူဖြစ်ရတာကျွန်တော်တို့ကတော့ကြည်နက်ပါတယ်ဗျာမကြည်နက်တဲ့လူကတော့မတက်နိုင်ဘူးเนาะဒါမိမိရဲ့စိတ်ပါပဲเนาะကျွန်တော်တို့ကကြည်နက်တယ်เนาะဟိုဘာလို့တော့အပြည့်အပြည့်ဝကြီးလုံနေတာခင်ဗျားတို့ကိုเนาะကျွန်တော်တို့ဂျပန်နဲ့တွဲလို့ဘူးရခင်ဗျားဖင်လေးတစ်ချက်ထိုင်မှုမစင်းသားနဲ့เนาะကျွန်တော်ဂျပန်ကိုရီးယားပြင်သစ်เนาะကျွန်တော်အကုန်လုံးဘူးတယ်နိုင်ငံ၆နိုင်ငံနဲ့တွဲလို့ဘူးရတွဲလို့ဘူးတဲ့အလျောက်မှာသူတို့အကြောင်းနေကျွန်တော်အကုန်သိပြီးသားเนาะအကြောင်းတချို့ရချို့ရကြတော့ဘာဖြစ်တော့ ခင်ဗျာအသက်80 80ဒီလုံနေရတော့နော်ဟိုမယုံကြည်ဘူးကျွန်တော်တို့ကယုံကြည်ပါအောင်ကျွန်တော်ကိုယ်တိုင်တွဲလုတ်ခဲရတာမို့လို့ကျွန်တော်ကယုံကြည်ပြားဆိုတော့မယုံကြည်တဲ့လူတွေကိုသူထပ်ပြီးတော့ရိုက်ပြတာရှိတယ်ဒါပေမဲ့ရိုက်ပြတာတော့မှခင်ဗျာဂျပန်နိုင်ငံမှာတာနော်ကိုကဂျိုက်ချင်တိုင်းပေါက်တက်ခဲ့ရိုက်လို့မရအောင်နော်သူတို့ခွင့်ပြုတဲ့ချိန်မှာရိုက်လို့ရရတယ်နော်ကျွန်တော်ဒီမှာအကြတော့နော်ဒီမှာအသက်80ကျော်80ကျော်လဲလုံလုံနေရတဲ့ဆိုတဲ့ဟာလေးကိုနော်ဒီမှာအကောင်ပဲ เนาะถัดပြီးတော့ပြထားတဲ့အရာလေးပေါ့เนาะဟိုတစ်ချက်ထပ်ကြည့်လိုက်ပေါ့เนาะပြီးတော့ဟိုဒါပေမဲ့ဒီမှာတခုရှင်းမှာပါပြီလားမသိပါဘူးဆိုတော့ကျွန်တော်ပြောပြီလားတော့မသိเนาะမိုတာရွာလို့เนาะဟိုဟာရက်လိုက်တာပေါ့ရက်ပြီးတော့ဒီဟာထပ်ပြောတာဖြစ်တဲ့အတွက်เนาะအဲ့တော့ဒီမှာတစ်ချက်เนาะဟိုဘီလိုကရိုက်ရှင်နိုင်လဲရိုက်ယူလို့မရအောင်เนาะသူတို့ရှင်မှာအဲ့တခုရှိရယ်เนาะအဲ့တော့ဒီမှာတစ်ချက်ကြည့်လိုက်ပေါ့เนาะ我之前蛮难受的，是吧？难难就是三十。难难就是。 <laughs> この人は、ああ日本人今まで仕事をやっているのは全然信じられないから <laughs> 山にはないですかああおばあちゃんは今何歳ですか <laughs> 言わない, <laughs> わない <laughs> すみませんありがとうございましたはい、はい、すみません没有母子 ကျွန်တော်နဲ့အတူဓာတ်ပုံရိုက်ပြီးလို့ရတဲ့အဘဆိုရင်83နဲ့3နှစ်ရှိပါပြီเนาะဒီမှာကလေအဲ့လိုဓာတ်ပုံနေပါရိုက်ဖို့ဆိုတာကဟိုမြန်မာပြည်လူမျိုးလေဘာမှခွင့်ပြုချက်မတောင်းမသွားရိုက်လို့မရဘူးတန်းပြီးတော့ဖမ်းခံရနိုင်တယ်ထောင်ကျနိုင်တယ်သူတို့ခွင့်ပြုချက်မရှိဘူးဘာမှလုပ်လို့မရဘူးဓာတ်ပုံရိုက်တာဗီဒီယိုရိုက်တာလေအဲ့လိုလူတယောက်ကိုခွင့်ပြုချက်မတောင်းမနဲ့ရိုက်လို့မရတဲ့အတွက်အဲ့လိုမျိုးခုက comment ကလေရိုက်ပြပါလားဆိုတော့လေဒါမယုံတဲ့သဘောဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်ကလေ မသိရင်ဟိုဂျပန်မှာအသက်80 80တွေလောက်လောက်တောင်မဟုတ်ပဲပြောသလိုဖြစ်နေမှာဆိုလို့အခုလုံနေတဲ့လူတွေဆိုလဲအဲ့ဒါအခုလုံနေတဲ့အဖိုးတွေဘွားတွေဆိုလဲအဲ့ဒါဒီမှာလုံုံကြီးလုံနေရတာနော်အသက်80 80တွေ80ကျော်နဲ့မှ80နီးပါးကြီးတွေ့လားအဲ့ဒါကြောင့်သူကကိုမရောက်ဘူးမမြင်ဘူးတဲ့ခါကြရင်တစ်ဖက်လူပြောလို့ရှင်ရင်နည်းနည်းလေးဖြည့်တွေးပေးပါတချို့အရာတွေကကိုရီးယားမြန်မာနိုင်ငံနဲ့မတူရဲအများကြီးရှိပါရဲ့နော်ဘလို့ပဲဖြစ်ဖြစ်ဟိုကျေးဇူးတင်ပါတယ်အခုတော့ကျွန်တော်လဲမနေ့ခွင့်ပြုချက်တောင်းပြီးရိုက်ပေးခဲ့ပြီနော် ကဲအဲ့ဒီအဲ့ဒီကတော့မယုံဆိုကျွန်တော်ပြောချင်ချင်းလေးနော်ဒီဒီကလေးပေါ့နော်ဒီကလေးကတော့မသိလို့ပေါ့နော်တေလွာဆုံးလေးတေလွာဆုံးပြီပေါ့နော်သွားလိုက်တေလွာဆုံးပြီသွားရင်သွားဒါမှမဟုတ်ဂျပန် site ပေါ့နော်ဂျပန် construction တခုခုအဲ့လိုအဲ့လိုဂျပန်လုပ်ငန်းနေရှိရဗျာနော်မြန်မာနဲ့ပူးပေါင်းပြီးလုပ်နေရတာရှိတယ်အဲ့ဒီဟာကြီးသွားကြည့်လိုက်ခင်ဗျာဂျပန်ဘိုးကြီးတွေတွေ့လိမ့်မယ်အမှတကယ်ယုံသွားလိမ့်မယ်နော်ကျွန်တော်တို့ကတော့ တွဲလဲလောက်ဘူးတယ်ပြုတ်ဘူးတဲ့အတွက်သူပြောတဲ့ဟာကျွန်တော်တို့ကလက်ခံတယ်။နော်ဒါမဲ့ဒီကလေးကိုကကျွန်တော်ကသဘောကျတယ်။သဘောကျဆိုမြန်မာနိုင်ငံကိုရှစ်လို့နော်ဟိုအောင်နိုင်ထွန်းဆိုတဲ့ခွေးတောင်သားတော့ကျွန်တော်မရှစ်ဘူး။ဘာလို့ဆိုဟိုဟိုလမ်းလိုက်ပါသလိုလိုဘာဘုကာမောင်းသလိုလိုဘာလို့နဲ့မြန်မာနိုင်ငံအတွက်ဟာဘာဖြစ်တယ်ညာဖြစ်တယ်ဖုန်းကြီးတွေဘာဖြစ်တယ်ဟမ်မြန်မာနိုင်ငံစာတင်ကြောင်းတွေကဘာဖြစ်တယ်နော်အခုဟိုအင်ဒိုနီးရှားမှာငလင်လိုလိုပြူသွားလို့ခမနော်ကြောင်းသားကြောင်းသူတွေတေသွားကြအဲ့ဟာဘယ်လိုပြောမလဲအားကြဆောက်တာမလုပ်တော့ဘူးနော် ်နော်မြန်မာနိုင်ငံဟိုအဲ့လောက်ကြီးမင်းနှိမ်နေဆိုပြန်မလာနဲ့အဲအွန်လိုင်းတော့ကျွန်တော်ပြောပြကြတော့အကောင်ခင်ဗျာနော်မြန်မာနိုင်ငံဟိုဟာဆော့အိုဘယ်လိုပြောမလဲတကယ်ချစ်ချုံကြာကြီးလို့ပြောနေကောင်မျိုးမင်းမြန်မာနိုင်ငံတို့ကမင်းရဲ့နေရာမရှိဘူးနော်အွန်လိုင်းထုံးဆိုတဲ့ကောင်ခင်ဗျာရောဒီမှာထပ်ပြီးတော့ဒီမှာသူပြောထားလေးကြံသေးရဲ့နော်သူပြောထားလေးထပ်ဖို့ပြောမှာနှစ်ပုတ်လောက်ရှိအောင်မယ်ထင်တယ်နော်အကြတော့ဟို ချိုးရချိုးရရနော်မြင်သာဖို့လိုတယ်ပေါ့နော်အဲကြောင့်ဒီမှာတစ်ချက်ထပ်နားထောင်လာအသက်80 80ဒီဂျပန်မှာဘာလို့အလုံးလုံးရလဲဆိုတော့ဂျပန်လူမျိုးတွေကသူတာသမီတွေရလာကြအောင်ယူလို့မရအောင်တုံးလို့မရအောင်ဘာလို့လဲဆိုတော့ကျွန်တော်ကောင်းဆောင်မှာဆိုရင်တာတယောက်သမီတယောက်ရှိတယ်နှစ်ယောက်လုံးကပွဲရပြီးပါပြီအလုပ်တွေလည်းရနေပြီလာတာလည်းရနေပြီကျွန်တော်ကလည်းကောင်းဆောင်အမေးလိုက်တာ ဘာလို့ပေါ့နော်အသက်လေးကြီးပြီဒါသမီးတွေလည်းအခုအလုပ်တွေရနေလာကြလေရတယ်ဘာလို့ဒီအလုပ်ကိုမနာသေးတာလဲလို့မေးကြည့်လိုက်တော့ तू อ่ะအဲ့လိုမဟုတ်ဘူးအဲ့လိုမဟုတ်ဘူးတဲ့ဂျပန်လူမျိုးတွေကတဲ့ဒါသမီးတွေရဲ့လာစားဘူးတဲ့ယူလို့မရဘူးတဲ့အာဒါသမီးတွေကသူတို့ကသူတို့ဆူရတာတဲ့သူတို့အိမ်တော်ကြောက်ရတဲ့ခါကြမှာသူတို့အိမ်သူတို့ဟိုနဲ့သူတို့နေနိုင်အောင်လို့တဲ့ပတ်ဆောင်ကုတွေကဆူရတာတဲ့သူတို့တော့ကလည်းဒီလိုပဲတဲ့မိဘတွေကိုမပေးခဲ့ရဘူးတဲ့အာသူတို့ဒါသမီးတွေကလည်းသူတို့ပေးစရာမလိုဘူးတဲ့ သူပြောရတော့ဟုတ်ပါတယ်ဒါကြောင့်မို့လဲသူတို့ဂျပန်လူမျိုးတွေကအသက်ကြီးရဲ့ဒီအလုံးလောက်ကတဲ့အတွက်ဟိုချမ်းသာတဲ့နိုင်ငံထဲမှာလည်းပါလာခဲ့တာပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့မြန်မာအတွင်းနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်ကသူ့ကြည့်ပြီးစိတ်မကောင်းဖြစ်မိတယ်ပေါ့နော်ကျွန်တော်တို့ကအရန်ပင်မန်းတယ်နော်အတူဆိုလည်းအရန်ပင်မန်းပါပဲနော်အသက်ကလည်းကြီးနေပြီးနားချင်ပါပဲလीနော်ဒါကတော့ကို့အတွေးပေါ့နော်သူတို့အတွင်းနဲ့ကြတော့ဟိုတခြားစီဖြစ်နေတာပေါ့နော်အဲ့ကြောင့်ဘယ်လိုပဲဖြစ်ဖြစ်ပါအော်နိုင်ငံမတူတော့เนาะအချင်းစရိုက်တွေလည်းမတူကျွန်တော်တို့စီမှာဆိုရင်အသက်90 80ဆိုရင်ဒါလုံးဝ တော့အေးအေးစစ်စစ်နေရမယ်အရွယ်ကြီးပဲနော်ကြည့်ပြီးတော့စိတ်မကောင်းဖြစ်အောင်လည်းဘာမှမတက်နိုင်ပါဘူးကဲဒါတော့ရိုးရဒလိမတူတာပေါ့နော်ကျွန်တော်တို့ကကြတော့ဒါကျွန်တော်မြန်မာနိုင်ငံသားမှန်လို့ရှိရင်80ရာခိုင်နှုန်းကကိုမိဘကိုပြန်ထောက်ပံ့မယ်ဆိုရင်ခမရမသူမပြုငါပြငါနင်းငေါ်ကဘာပဲဖြစ်နေဖြစ်နေခမရမြန်မာမြန်မာနိုင်ငံမှာနေတဲ့လူတွေမှမများအဲ့ဒါငါတို့အသက်ကြီးလာမိဘကိုပြန်ထောက်ပံ့မယ်ပြုမယ်ဆိုတဲ့အရာပဲ ဘသူပဲဖြစ်နော်ဘယ်ဘာသာဝင်ပဲဖြစ်ဘာပဲဖြစ်ကိုမိဘကိုပြန်ထောက်ပံ့မယ်ကိုမိဘကိုပြန်ပြီးတော့အစင်ပြင်ကြော့မယ်ပြုမယ်ဆိုတဲ့အားကြီးရှိတယ်ဘာလို့တော့မြန်မာမို့လို့နော်မြန်မာနိုင်ငံမှာနေလို့နော်မြန်မာယူရဒလေရဒါပဲတော်စော့တော့မှမသိနော်အကြောဒါဒလေမတူတာပေါ့နော်ဒလေမတူနောက်ပြီးတော့ဟိုဖြစ်နေတဲ့အရာလေးပေါ့ဗျာနော်ကြတော့ဟိုသူတို့သူတို့ရှီမှာကြတော့သူတို့က တတော်ကြီးမှာဆိုလို့ရှိရင်ခင်ဗျအခုဗျာကိုရီချီမှာဘလိုပဲဖြစ်ဖြစ်နော်အသင့်ပြီးတယ်အများကြီးနော်အများကြီးတကယ်ပြောတခါလေကြောဘလိုဖြစ်တယ်ညာလိုဖြစ်တယ်ပေါက်ပန်လေးတယ်သူတို့ကသူဘလိုပြောနေပြောနေမြန်မာနိုင်ငံကမှာတော်တော်များအသင့်ပြီးတယ်နော်အသင့်ပြီးတယ်ခင်ဗျအဲ့ဒါတော့ခင်ဗျလက်ခံနော်ဟို အတေဩဃာယောကြီးပေါ့ဗျာဟိုဇုတ်ချိတ်မဲ့ပြီးတော့နိုင်ငံသားမှနိုင်ငံသားဖြစ်နေရင်ပြောမှဆိုအနောက်ကုန်းပေါ့နော်အနောက်ကုန်းနေဖြစ်နေတော့မတက်နိုင်ဘူးနော်နိုင်ငံသားကုန်းနေဆိုရင်တော့မတက်နိုင်ဘူးပေါ့နော်ကျွန်တော်တို့ကတော့ကိုယ့်မြန်မာနိုင်ငံနော်ဘလို့ပဲဖြစ်နေဖြစ်နေကျွန်တော်မြန်မာပြည်မှာပဲပြောပါတယ်ဗျာနော်မြန်မာနိုင်ငံမှာပဲပြောပါတယ်အကြောဒီမှာထပ်ပြီးတော့ငတ်အော်တဲ့ဟာလေးဗာလေးပြောတဲ့ဟာလေးရှင်းတော့မို့နော်80ဝင်းကျင်လောက်ရှိမယ်တိလားဒီဖက်နဲ့ညွှတ်တဲ့နေရာမှာဟိုနောက်ပလက်လ လက်လန်လိုက်သူကခြေရလက်ကိုမြောက်ပြီးတော့ချက်ကန်ရက်ကန်တယ်ကျွန်တော်ပြေးပြီးတော့အစင်ပြလာပါညာမေးရသေးတယ်သူကကျွန်တော်ဖလက်လန်ရဲ့ရည်ပြတယ်အစင်ပြရဲ့ဆိုတော့ကျွန်တော်မထူရဲဘူးဗျဒီမားကလည်းလို့မလိုအပ်ပဲသူတို့အတော့သွားကန်သွားထီလို့မရဘူးဗျပြဿနာရဲ့အများကြီးတက်နိုင်တယ်အဲဒါကြောင့်ဒီမားကလည်းတယောက်ယောက်လဲတာတွေ့နေတာမပါဇက်နဲ့ပဲမေးရသူတို့ကခွင့်ပြုမှသာထီလို့ကန်လို့ရတယ် ော်သူတို့ကြည်ပြီးတော့စိတ်နဲ့မကောင်းရတယ်ပြန်ဒီရွေးကြီးပြဘာလို့ဒီလုံကြီးလုံနေသေးရလဲဟိုဒီရွေးကြီးပြသူနောက်ထပ်ပြဘယ်နဲ့ဘလောက်နဲ့နေရတော့မှလဲပြလူဘွားမှလေးရမလားဟိုပတ်စံနေရှာတာတော့မှန်ပါရဲ့နော်ဒီရွေးသူကိုယ့်အိမ်မှာကိုအေးအေးဆေးဆေးနေရမဲ့ရွယ်တယ်နော်စိတ်ထဲမကောင်းပါဘူးလို့ချမ်းသာချမ်းလည်းမချမ်းသာခြင်းပါဘူး အဲ့လောက်ကြီးတော့မပြောတော့ဘူးလေနော်အဲ့လောက်ကြီးဘဝကြီးကအသက်ကြီးရတော့မှအေးစစ်မနေရအောင်ဆိုတော့မချမ်းသာလည်းနေပါသေးတော့ဗျာတိရမလားဟိုရွာပြန်ပြီးတော့မျိုးနှုတ်ကောက်ဆက်ပြီးတော့ပဲဟိုစီနဲ့တမင်းနဲ့ပဲစားလိုက်တော့ပဲအဲ့လိုကြီးတော့မနေနိုင်တော့ဘူးဗျာမြင်ရတယ်တကယ်စိတ်ထဲလည်းမကောင်းပါဘူးသူတွေရဲ့အယူဆိုတာလေမြင်ရတာတမျိုးကြီးဗျာတိရမစိတ်ထဲမှာအကြတော့နော်ဒါဒါကဗျာတို့တိုင်းဂျပန်ဟိုရင်ဖြစ်နေတဲ့လူတွေအတွက်ပြောပြတာပါ နော်ကျွန်တော်ကဖွင့်ပြတာနော်တချို့ကြီးကတော့ဂျပန်မှဂျပန်ဂျပန်မှဂျပန်နော်အသေးအံဖြစ်နေလေဟာကြီးနော်အဲ့ကြတော့ဒီမှာနော်ဂျပန်ကကျွန်တော်မြန်မာနိုင်ငံကိုအားကြနေတယ်တဲ့အားကြတယ်ဆိုတော့ဘာလို့ဆိုကျွန်တော်တို့ကအချင်းဆုံးပြတာကျွန်တော်ကိုမိပါကိုဟိုတွေဘာပဲဖြစ်ပေါ့နော်ဒီကဲအသက်ကြီးသွားပြီဘာမှလုပ်ပြမလို့တော့ပြန်ထောက်ပံ့ပါလေနော်ကျွန်တော်ရှိမှာဒါဒါရှစ်စရာတလေးလေးပေါ့နော်ကျတော့ဒီမှာတစ်ချက်နားထောင်လိုက်ပါနော် စာချုပ်သက်တမ်းတုံးနေတယ်ပေါ့နော်ဒီတုံးနေပြီးပါလို့ရှိရင်လည်းမြန်မာပြည်ကမိသားစုဟိုအလုံးမရှိရင်နောက်ထပ်ဘယ်လိုထောက်ပံ့မလဲပေါ့အဲ့နဲ့ကျွန်တော်လည်းပြောလိုက်တယ်ကျွန်တော်ဒီမှာတလားလောက်ရသေးလို့နောက်ပိုင်းကကျွန်တော်မိသားစုတစ်နှစ်နီးပါးထိုင်စားလို့ရတယ်ပေါ့နော်ကျွန်တော်တို့မြန်မာဒီမှာကအဆစရရဈေးတန်တယ်လို့ကျွန်တော်ပြောပြလိုက်တယ်ตัวตะเกยอีละน้องเนี่ยล่ะตะเกยโนน้องเนี่ยหมดคือจนทีมา3เม็ดลงเลยส่วนหนองมาลูกญาติพี่เปลี่ยนรู้สิกูไปซีบ้าอีลงผู้สวยขึ้นไ မှာမျိုးလုံးပြီးအံ့ဩနဲ့တကယ်ပြောနေရလားတကယ်လို့သူအံ့ဩမှာပေါ့ညတော့အဖြစ်ဂျပန်လူမျိုးအများစုရဲ့လစာကတယောက်ကို350 200ကျားမှရှိတယ်ဒါပေမဲ့သူတို့လာတာဒီဟိုလာတဲ့သူတို့အခန်းကရေဖို့မီဖို့သူတို့စားစိမ့်နေတယ်ပြတ်သွားတာသူတို့အလုံးတလားမရှိရင်သူတို့မိသားစုရယ်စားဖို့တောက်ဖို့ဆိုတော့လည်းခက်ခဲတယ်မှာပါတယ်ဗျာသူကအဲ့ဒါကြောင့်သူ့လူမျိုးတွေနဲ့နှိုင်းရှင်ပြီးသူကပြောပြတယ်အမှန်တော့သူကကျွန်တော်တို့ကလည်းသူကအဲ့လိုပဲထင်တာကျွန်တော်တို့တလား ိုနားလိုက်ကြတယ်မိသားစုနောက်ပိုင်းခက်ခဲသွားမယ်ထင်တာပေါ့နော်ဒါသူ့အမြင်ကိုပြောပြတာပါတကယ်တော့အဲ့လောက်မခက်ခဲပါဘူးဟိုဂျပန်မှာအဆတ်ဆတ်ရဈေးကြီးရတယ်ဒါနဲ့ဂျပန်นี่ဆိုလာတာကောင်းတာပဲရှိရဟိုကျွန်တော်တို့လိုကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ဆိုမဖြစ်နိုင်ဘူးနော်တော်တော်မလွယ်ဘူးသူတို့စီမှာလာတာဘလောက်ကောင်းကောင်းကိုယ်ပိုင်စီးပွားရေးစိတ်ကူးလို့တော့မရဘူးနော်ဒါဒါမြင်တာတဲ့အရာလေးပေါ့နော်ကျတော့တတ်ရှိသေးလားမသိဘူး ရှိတော်ဘူးဗျနော်ဒါတော့အရာရာဟွာကြတော့ငပိရေကိစ္စကြတော့နောက်မှာတဘုတ်လုပ်ပြီးတော့မှာနော်အကြတော့ဒါ delay မတူတာပေါ့နော် delay မတူဒါပေမဲ့သူပြောသွားတာလေးကခင်ဗျာကျွန်တော်ကကြိုက်တယ်ဆိုကိုမြန်မာနိုင်ငံဟုတ်နော်ဟိုဘလို့ပဲဖြစ်ဖြစ်ဗျာမြန်မာနိုင်ငံမှာအစင်မပြေပြီရေဆိုဒိတာဟိုဘက်နဲ့ဆိုင်တော်တော်ကြီးအစင်ပြေကြီးရေတော်တော်ကြီးအစင်ပြေကြီးရေနော်ဒါတော့ခင်ဗျားတို့ လက်လက်ခံလက်ခံပေါ့ဗျာဒါကတော့ကျွန်တော်တို့လက်မခံလည်းหนีပေါ့ဒါကတော့ဟိုတချို့ကြတော့လည်းအသေးသာပိတ်ပြီးတော့ညင်းနေပါလေညင်းနေပါဘောနော်ကျွန်တော်ခမောပါတို့တိတ်တရကျွန်တော်ပြောတိတ်ညာရကျွန်တော်တကယ်ချင်းတို့80ကျော်ရတယ်တလားတလောက်80ကျော်ရစင်မူမှာဒါမဲ့နော်သူကတော့80ရလဲရပါဗျာနော်ဒါမဲ့ကျွန်တော်တို့ကတော့ကိုနိုင်ငံမှာကိုပျော်တယ်နော်သူအဲ့အဲ့လို့ ဟိုစီဝါချာရုံတက်တက်သွားပြီးတော့လုတ်တယ်ကြိုင်နေပြုတဲ့အားရတော့မတိဘူးပေါ့နော်ကျွန်တော်တို့စီဝါရေးလုတ်ဖို့အတွက်အမှငွေသွားချာတယ်ပြုတဲ့လူတွေတော့မတိဒီတိုင်းကတော့ကျွန်တော်တို့ကတော့ကျွန်တော်ကျွန်တော်လည်းနော်ထိုင်နိုင်ငံဟိုဒါပြောပြတော့ကြတယ်ကြွားအထီအောင်မှာဘုံဘုံတော့ဒီအားပြောပြတာကျွန်တော်တို့နော်အဲကုမ္ပဏီအားဆိုထိုင်နိုင်ငံဟောနော်ပညာတော်တွေကျွန်တော်နှစ်ကြိမ်တော့လုတ်ဘူးရဲ့ထိုင်နိုင်ငံဟောနမမသွားဘူးမသွားခဲ့ဘူးနော်ကြတော့ ဒီနိုင်ငံကြီးကိုသွတ်ကြိတ်မဲ့ပြီးတော့အရိဟဘာဘူမတိကိုမတိနဲ့ကိုရှက်တာဘူမတိကိုမတိနဲ့ကိုရှက်တာအဲအဲ့လိုအဲ့လိုနော်ဟိုဘီယန္နာနေနဲ့တွဲလို့တော့လဲဘီယန္နာကုမ္ပဏီတွေကကျွန်တော်ခေါ်သလားမင်းနဲ့နော်ဘီယန္နာကုမ္ပဏီတွေခင်ဗျာနော်အမတန်တို့ရန်တို့နော်အကောင့်တွေခင်ဗျာလဲဘီယန္နာနေကိုတန်းကိုကျွန်တော်လာခေါ်တာနော်အဲ့ကုမ္ပဏီမှာလာခေါ်တာဒါပဲဒီကောင်ကြီးကလည်းဘာရှိလို့ရှိမှမသိဘူးနော်အဲ့လိုမွှေနိုင်မပြောင်းနိုင်မသွားနိုင်ညက်နော်ကျတော့ လိုပဲဖြစ်ပါကျွန်တော်ကတော့ပြောတယ်ဗျနော်ကိုမြန်မာနိုင်ငံကိုမြန်မာတလီထုံးလန်းသင်လာတွေရိုးရာတွေရင်ကျိမှုတွေနော်ဖြစ်ပြနေတဲ့ຢာဖြစ်ပြနေတဲ့ຢာအကုန်လုံးကျွန်တော်ကတော့ရှင်းတယ်အရှင်းဆုံးပြောတာကကျွန်တော်တောက်ချောက်ပြောဘူးလားမသိတော့သလုံးလေးလုံးတာအသာကျွန်တော်ကရှင်းတယ်နော်လောက်သလုံးလုံးနေကလေးလေးတွေရှင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာဒလေးရာဒါလေးပဲပေါ့နော်ကျွန်တော်ကဟိုတွေ့မြင်နေရတဲ့ຢာလေးနော်ဟိုဘလောက်ကြီးပဲဗျာဟို ဟိုမိုက်ရိုင်းသုံးသွမ်းနေပါပြီပြောပြီကျွန်တော်ကတော့ကျွန်တော်တွေးတာတော့နော်30ရာခိုင်နှုန်းပေါ့နော်မိုးကျူးမိုးလုံး30ရာခိုင်နှုန်းပေါ့သုံးသွမ်းမိုက်ရိုင်းပြီးတော့အဲ့လိုဖြစ်နေတဲ့အရာ30ရာခိုင်နှုန်းပဲတကယ်ဒီထဲမှာချိရယ်ခင်ဗျာနော်80ရာခိုင်နှုန်းလောက်ကရှိတယ်ခင်ဗျာနော်အဲ့တော့တော်တော်လွန်လွန်ကျူးကျူးဖြစ်သွားတဲ့အရာလောကနော်လူမဆန်တော့တဲ့ကောင်က30ရာခိုင်နှုန်းပဲလုံးဝလူမဆန်တော့တဲ့ကောင်လူဆန်တဲ့လူက80ရာခိုင်နှုန်းရှိတယ်နော်ကိုရိုးရာကိုဒလေးနေဒါ အချိန်တခုတော့စောင်းအောင်ပါဗျာသာကနာသူနဲ့သူတို့ငေါမွန်ထူနေတဲ့အချိန်မျိုးငေါသိမ့်မပါတဲ့အချိန်မျိုးတွေလည်းရှိရင်ရှိမှာပေါ့ဒါမဲ့သူတို့တိသွားပြီဆိုလို့ရှိရင်အခုလိုပေါ့နော်ညောနိုင်ငံဒီမှာခင်ဗျာ80 80နီးပါးတွေလည်းအလုံးလုံးနေရတဲ့ဆိုတဲ့အရာကြီးကျွန်တော်ညောနိုင်ငံမှာခင်ဗျာသိရမလားကိုမီပါဟိုကွာပြန်ပြီးလှုပ်တွေးနိုင်ပြီကိုကြီးပါတော်တော်များအေးစိနေရတာတော်တော်များတယ်ဟိုတထီးတွေတော့ပါဘူးကွာတထီးတွေကသူတို့ကတော့ဥက္ကရာတွေနိုင်ကတွေပါယူပြီးတော့သူတို့ကတော့အဘန်းနေပေါ့နော် ဟိုလက်မထိုးယုံစားဆရာကြီးပေါ့နော်တာသမီးရယ်လွှဲပြီးတဲ့ဟာကြီးတော့မသိဘူးပေါ့ဗျာဟိုသူတို့လှုပ်လှုပ်တယ်ဆိုလည်းငါတို့ထိုင်ပြီးတော့ပဲသူတို့မျက်နှာရင်းနဲ့ပဲလှုပ်လှုပ်တာပါနော်နာမည်တို့နော်မျက်နှာတို့တကယ်ပွဲတော့ဝဲတက်တာပါဂျန်တဲ့ຢာရင်မရှိတော့ပါဘူးနော်ဂျန်တဲ့ຢာရင်မလှုပ်ပါဘူးနော်ကြောဂျန်တဲ့လူတွေမှများတရားရှာမယ်အသက်ကြီးသွားပြီဆိုလို့ချင်းလေဥပုသ်ဆောင်တီမယ်ပါဒါပဲခင်ဗျာနော်အဲ့ကြတော့သူများနိုင်ငံနေနဲ့ရှင်ကြည့်ပါ ရှင်ကြီးပြည့်မြန်မာနိုင်ငံအကြောင်းတခါလေးကျွန်တော်ပြောမြန်မာနိုင်ငံရှစ်ပေးကြပါမြန်မာနိုင်ငံရှစ်ပေးကြပါဆိုအဲ့ဒါပြောနေတာတချို့တွေကတိမဇွတ်ကျိမ့်နေပြီးတော့ဇွတ်ထိုင်းတို့ဇွတ်မလေးရှားတို့ဇွတ်စင်ကာပူတို့ဇွတ်ကိုရီးယားတို့ဇွတ်ဂျပန်တို့ပြင်တာဟုတ်ပါတယ်နော်ခင်ဗျားတို့ဒါမဲ့ကြာလိုက်ခင်ဗျားတို့သိဆုံးနော်ကြာဖာနကားကွဲသွားတာကြာဖာနကားကွဲသွားတာနော် အင်းမမပြောသေးပါဘူးเนาะတချို့အားကျွန်တော်ကျွန်တော်ဟိုပြောပြကျင်တာတွေရှိတယ်ပေါ့เนาะမပြောပြသေးပါဘူးမပြောပြသေးဘူးဆိုတာအခုစင်ကိုပြန်လာတဲ့လူတွေထိုင်းပြန်လာတဲ့လူတွေမလေးရှားပြန်လာတဲ့လူတွေကျွန်တော်ရှိပါတယ်ဗျเนาะကျွန်တော်ကျွန်တော်ဟိုတပည့်တပန်းနေတယ်မှာရှိပါတယ်เนาะအရာရနောက်ကြုံမပြောရမှာပေါ့เนาะတာကြီးကိုလည်းပြန်ပြလို့အခုကတော့ဒီဂျပန်ကောင်လေးကတော့မြန်မာနိုင်ငံကိုเนาะဟို သူရှစ်တဲ့စိတ်လေးကတော့ပေါ်လွင်ပါတယ်ဗျာနော်ပေါ်လွင်ပါတယ်